အဲ့ဒီနေကပေါ့ကျွန်တော်စီမဆက်စဘူးဝင်လာတဲ့ဖုန်ကောရယ်ပြီးတော့မဖြစ်စဘူးရည်တန်ပါနေတဲ့အဖြစ်သက်ရယ်ဒါဒီကိုတွေ့ချင်မရင်ကျွန်တော်ကအခုချိန်အိမ်မှာပြန်ရောက်နေမလားဟာမိမဆိုတာတာသမီတိုင်းမော်အတူတူပဲဟာအကုန်လုံးကိုချစ်ကြတာကြီးပဲလို့အဖေဆိုလိုက်ရင်အရင်လိုပဲကျွန်တော်ကနှကန်းတွန့်ပြုံးပြခြင်းသီးတာ တာသမီးတွေပေါ့အဖေအချစ်မညီခဲ့ပါဘူးဆိုပြီးမျက်နှာတည်နဲ့ပြောပြချင်းသေးတာအဖေသားကိုဆဆရရနောက်ကလိုက်လုပ်ပေးနေရင်အဖေတို့မရှိတဲ့ကအစင်မပြေဖြစ်မယ်နော်လို့အထက်ထက်အခါကမျက်နှာတည်နဲ့သတိပေးချင်းသေးတာအဲ့ဒီဘာကစားမှုမှဖြစ်မနေပါဘူးဆိုတဲ့မျက်နှာရမှုကျွန်တော်အချိန်ကြီးအကြာကြီးရင်ခဲ့ရတယ်ဘယ်သူမှမချစ်လဲ ကျွန်တော်အစဉ်ပြေပြေနေနိုင်နေဆိုတဲ့အကြောင်းကိုဒီမျက်နှာတင်နဲ့ဖော်ပြနိုင်မဲ့ထင်ခဲ့တာကျွန်တော်စီစကလုံးလေးရာလာရိုက်ခဲ့လေဘလို့အကြောင်းတရားဟုမှပြန်မစုံမီဘူးဘာခံစားချက်မှ မရှိရဲ့မျက်နှာတင်ကိုတကူးတကမွေးမြူခဲ့တာအဲ့ဒါအဖေတို့နဲ့ရင်ဆိုင်မှုပေါ့အခုတော့ကျွန်တော်အဲ့ဒီမျက်နှာတင်ကိုတုံးဖို့အခွင့်မရှိတော့ဘူး ဆေးရုံကိုလဲလျောင်းနေတဲ့အဖေမြင်တာအဖေကြောပြုံတော့အနည်းငယ်မကြည့်နိုင်ခဲ့ဘူးအဝေးကပဲငင်းဖြစ်လာမယ့်အရာတွေအတွက်တပြင်းချရင် ပုံရှောင်နေရင်ပေါ့စိတ်ဆိုးခဲ့တယ်ဆိုပေမဲ့အဖေကိုစိတ်ပူနေသေးတဲ့အကြောင်းစကားချို့တွေပြောခွင့်လဲကုံဆုံသွားခဲ့ပြီတဖြည်းဖြည်းပါလျက်လာတဲ့အဖေခန္ဓာကိုယ်ပေါ်မှာဘလို့ဝေဒနာတွေများခံစား လုံးလုံးစိတ်မြဲလက်မြဲရှိတတ်တဲ့အဖေကသူများထုံမှထားရတဲ့အချင်းနေသူများအားကိုးရတဲ့အချင်းနေပေါ့ဘလောင်များစိတ်ထိခိုက်နေလိမ့်မလဲမတွေးပြအောင်နေပေမဲ့အချင်းရှိတိုင်းဝင်လာတဲ့အတွေ့ပါပဲမိသားစုထမင်းဝိုင်းကိုကျွန်တော်တို့ဘလုံများအချင်းကုန်ခဲ့ကြသလဲငယ်ဘဝကိုတွေးကြည့်ရင်လွမ်းစရာကောင်းသလောက်ကြီးဘဝမှာအတွန်းတိုက်တွေများလာတဲ့ထင်တာပါပဲဖေဖေကြီးဖေဖေကြီးဖေဖေကြီးကိုချစ်တယ်ဆိုတဲ့သင် ကျွန်တော်စုံမိခဲ့ရလားအဖေလက်ကိုအတူတူတွဲပြီးရှောက်ပြတဲ့အခါဘယ်နှခေါင်းများရှိသလဲကျွန်တော်အောင်မြင်မှုတွေကိုဘယ်နှခေါင်းများအဖေနဲ့မျှဝေပေးဘူးသလဲအဖေစိတ်အဆင်မပြေမှုတွေကိုကျွန်တော်ဘယ်နှခါများနားထောင်ပြီးဘူးသလဲပြန်စဉ်းစားတော့တက်တဲ့ပဲပြုံးမိရတယ်ကံကောင်းတာကတော့ဆောင်ကြီးတစ်ထည်အောင်မှာကျွန်တော်တို့မိသားစုတွေအတူတူခြုံအိပ်ပူကြတာပဲကံကောင်းတာကတော့ဘလို့အထိုက်ကိုက်တွေရှိရှိမိသားစုနဲ့အတူတူ ကြည်ပြင်းခွင့်ရတာပါပဲ။ဘယ်ချင်းကစပြီးအဖေညှင်းပယ်မှုတွေမှာနေသားကျသွားတယ်လဲကျွန်တော်မသိဘူး။ကျွန်တော်ရဲ့အရာရာကို အဖေစီမျှဝေဖို့ဘယ်အချိန်ကစနောက်တွန့်သွားတယ်လဲကျွန်တော်မသိဘူး။တည်ကြတာကတော့ကျွန်တော်တို့ဟာလွဲမမှုမှာနေသားတကျတိတ်ဆိတ်သွားဖြစ်ခဲ့တာပါပဲ။အဖေဆုံးပြီဆိုတဲ့စကားကိုကြားရချိန်မှာကျွန်တော်အတွက်အရာရာတိတ်ဆိတ်သွားတယ်လို့ခံစားရတယ်လို့ဆိုရင် အဖေရီမာပေါ့ကို့နောက်ဆုံးချိန်တောင်ရောက်မလာတဲ့သာသမီစိတ်တဲ့ဘာတွေများရှိနိုင်လို့လဲလို့အဖေတွေးနေမှာပေါ့အမှန်တကယ်ပဲတိတ်ဆိတ်သွားခဲ့ပါတယ်အဖေဆုံးမေးလို့တိတိချင်းမျက်လုံးစုံကိုမှိတ်ပြီးအဖေမျက်နှာကိုပုံဖော်တယ်လက်အုပ်ချီပြီးရည်စူးကြော်တယ်ပြောချင်တဲ့စကားတွေစုကြည့်တယ်အန်ဟောစရာကအရင်လိုမကျေနပ်ချက်တွေထွက်မလာဘူးအဖေမျက်တောင် အဖေမျက်နှာကိုနှလုံးသားကမှတ်မိနေပေမဲ့ပုံဖော်လို့မရဘူး။မှတ်မိရင်ပုံဖော်နိုင်ရမှာဆိုပေမဲ့မှတ်မိပေမဲ့ဘယ်ရာနဲ့ပုံပေါ်ပုံဖော်ရမလဲကျွန်တော်မသိဘူး။ကျွန်တော်လေးမျက်ရည်လည်းမကြဘူးပြောလည်းမပြောဘူးဝမ်းလည်းနေမနေဘူးထင်ပါရဲ့။တန်မိုးကြီးတဲ့အရာပျောက်ရှာသွားသလိုခံစားရတာ။ဘယ်တော့မှပြန်မတွေ့နိုင်မှသိကြနေတဲ့တန်မိုးကြီးတဲ့အရာပြီးတော့အရာရာတိတ်ဆိတ်နေတာပေါ့လေ။ ဖေသားကျွန်တော်ကအဖေစာပနာမှာအာကိုရမရှိတော့ဘူးဆိုပြီးအဖေကိုတိုင်တယ်တဲ့ကျွန်တော်အကိုကလေကျွန်တော်ကတော့အဆင်မပြေတဲ့အကြောင်းအရာကြီးအဆင်ပြေဖို့ကြိုးစားခြင်းတည်းတာကျွန်တော်အမြဲတမ်းတွေးကျင်စကားပြောခြင်းပေမဲ့စကားတခုထွက်လိုက်တိုင်းရံပက်နှွေသွားတဲ့စကားဝိုင်းတွေရေမတူညီတဲ့အတွေးမြင်တွေရေဒါတွေကိုကျွန်တော်ညှိကျင်သေးတာလေကျွန်တော်နားမလည်တဲ့အဖြစ်ကျွန်တော်နားလည်အောင် အဖေကိုနားမလဲတဲ့ကျွန်တော်အဖေကိုနားလဲအောင်ကြိုးစားကြည့်ခြင်းတည်တာအခုကတော့အရာအားလုံးနောက်ကျသွားခဲ့ပါပြီလူတချို့နဲ့ဆုံတဲ့အခါတသမိတွေစီတကူးတကဖုံးစစ်တတ်ပြီးတသမိတွေရဲ့အောင်မြင်မှုကိုတွတ်တွတ်ဖွင့်ဟပြောတတ်တဲ့အဖေမြေတွေကိုတကူးတကလာတွေ့တတ်တဲ့အဖေအခုတော့အရာအားလုံးကိုနှုတ်ဆက်ပြီးအင်းကြီးရာစီရောက်ရှိနေခဲ့ပြီ ခုကျွန်တော်လေးအဖေဖုန်းဆက်ရင်တေချာဖုန်းကင်မှု ဆုံးဖြတ်ပြီးပြီအဖေမြေးနေတဲ့တွေ့ခြင်းလဲတွေ့ပြီးဖို့ဆုံးဖြတ်ပြီးပြီအဖြုံးရဲ့မဲတဲ့ကျွန်တော်မျက်နှာတွေကိုလဲကျွန်တော်ဖြစ်စည်းပြီးပါပြီဒါပေမဲ့အရာအားလုံးဟာနောက်ကျသွားခဲ့ပြီးပြီလေအိမ်ကြီးကသာ အဖေဖုန်းနဲ့တူကျွန်တော်အိမ်ပြန်ခဲ့ရင်လေအိမ်ပြန်ပြခဲ့ရင်အဖေခုချိန်မှာအိမ်မာများရှိနေလိမ့်မလား